တော်များများကြုံဖူးကြမှာပါနော်အာနေပူထဲတနေ့ကုန်လှောက်ရှားသွားလာပြီးပြန်ရောက်လာတဲ့အခါမျိုးမှာလေခနာကိုကအနှုံးချီနေတက်တယ်ဟုတ်ပါရေလဲတတော်တောက်လိုက်ပေမဲ့တစ်ခါလေးမလန်းဘူးအဲ့လိုမျိုးအင်းအင်းဆိုဒီလိုအချိန်မျိုးမှာဆုံရှုံသွားတဲ့ရေဓာတ်နဲ့အာအင်တွေကိုဘလို့ထိထိရောက်ရောက်ပြန်ဖြည့်နိုင်မလဲဆိုတော့အမ်ဒီနေ့စိတ်ဝင်စားချင်အရင်မလေးတွေကနေကြည့်ကြအောင်ပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီနေဘူးထဲမှာချွေးထွက်များလာကြလေရေဓာတ်တင်မကောက်ဗျာ ခန္ဓာကိုယ်ကလွယ်တဲ့ electrolytes လို့ခေါ်တဲ့တက်စားတွေပါဆုံရှုံသွားနိုင်ပါတယ်။ဟုတ်ပါ။အဲ့ဒါကိုညနေပိုင်းမှာတေးချပြန်မဖြည့်တင်နိုင်ရင် နောက်တနေ့မှဟိုခေါင်းကြိုက်တာတော့အာယုံဆုဆဲလို့မရတာမျိုးတွေအဲ့လိုဖြစ်တတ်တယ်။အင်းမှန်တယ်။ဒါကြောင့်မလို့ညနေပိုင်းအစားစာကနေရေတက်တဲ့အာဟာရပြန်ဖြည့်ဖို့ကတော်တော်လေးရေးကြည့်လာပါပြီ။ဟုတ်ရေးတောက်တာကတော့အဓိကပေါ့နော်။ဒါပေမဲ့စားလိုက်တဲ့အစားအစာတွေကနေလည်းရေတက်ပြန်ဖြည့်လို့ရတယ်ဆိုတာဒါတော်တော်စိတ်ဝင်စားစရာပဲ။ ဟုတ်ပါတယ်အထုတပြက်လို့နေပူတွေကပြန်လာတဲ့ညနေချင်းတွေမှာပေါ့ဘလို့အစားအစာတွေကများအထောက်ပူပြုနေမလဲလေอืมတကယ်တော့အစားအစာတော်တော်များများမှာရေဓာတ်ပါဝင်ပြီပင်ပေါ့နော်တချို့ကတော့ထူးထူးခြားခြားရေဓာတ်ပါဝင်မှု မြင်မှကြရတယ်ခင်ဗျာဟုတ်ဥပမာတခွားသီးတို့တရွန်းနန်းန်းတို့ဆက်လက်ရွယ်ခရိုင်ကျင်တီလိုမျိုးတွေပေါ့အဲ့ဒါတွေမှာဆိုရေဓာတ်90%ကနေ95%လောက်ထိပါဝင်နေတာတွေ့ရတယ်။ဟာ95%တော်တော်များတာပဲ။ဟုတ်ကဲ့ ရေတောက်လိုက်တယ်လို့နီနီလေးပဲပေါ့နော်။တခွားတီးကတော့ဟုတ်တယ်အေးတယ်ရေတက်များတယ်လို့သိထားကြတယ်။အဲတခြားအချိုးကျစုလေးရောရှိသေးလား။ရှိတော့ဗောခင်ဗျာ။တခွားတီးမှဆိုရင်လေရောင်ရမှုကိုယောကျစေတဲ့ antioxidant လို့ခေါ်တဲ့ဓာတုဆန့်ကျင်ပစ္စည်းတွေပါဝင်တယ်။အော်။ပြီးတော့နေလောင်တန်ကြောင့်ဖြစ်တဲ့အသားရေပျက်စီးမှုကိုတက်တာစေဖို့အထောက်အကူပြုလိုက်တယ်။ဟုတ်ကဲ့။တရုတ်နိုင်ငံဆိုရင်လေရေတက်များတဲ့အပြင်ဗီတာမင် K ရော E ရော folate lumio khana ko to ye pare ahara tet de jwe wa le e e selat ywet ka ro amyan tat ne potassium chang nalon cha ma ye ko a be de khyan chin ti ma pare hwa le lycopene ဆိုတဲ့တက်ကလည်းအတားအီကိုနေရောက်ချေတန်ကကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်ခင်ဗျာ။အော်ဒါဆိုရင်ရေတက်ဖြစ်တာဖြင့်အတားအီအတွက်ရောကျန်းမာရေးအတွက်ပါတခါတည်းအကျိုးရှိစေတာပေါ့နော်။ဟုတ်ပါတယ်။ လူကြိုက်များတဲ့ဖရဲသီးတို့စတော်ဘယ်ရီတို့ကတော့ဘလို့လဲသူတို့လည်းရေဓာတ်များတယ်လို့ကြားဘူးတယ်မှန်ပါတယ်မှန်ပါတယ်ဖရဲသီးနဲ့စတော်ဘယ်ရီမှာ ရေဓာတ်90%လောက်ပါဝင်တယ်အင်းဖရဲသီးကခုနပြောတဲ့ lycopene ပြင် citrulline ဆိုလဲ amino acid လဲပါဝင်လို့သွေးလည်ပတ်မှုကောင်းစေပြီးကြွတားနာခြင်းမှုကိုတတ်တာစင်နိုင်တယ်ဟုတ်ကဲ့အထူးသဖြင့်အားကစားလောက်ပြီးချိန်မျိုမှာဆိုရဲတော်တော်ကောင်းတယ် စတော်ဘယ်ရီကတော့အယောင်လာလို့အာဟာရလည်းပြည့်ဝတာဘို့သူ့မှာပါတဲ့ flavonoids ဓာတ်တွေကအစွမ်းထက် antioxidant တွေပဲခမားအဲ့ဒီ flavonoids ဆိုတာကိုနည်းနည်းလေးရှင်းပြပေးလို့ရမလားသူကဘလို့အချို့ပြူတာလဲဟုတ်ကဲ့ flavonoids ဆိုတာကအပင်တွေကထုတ်လို့တဲ့သဘာဝဂျက်ပောင်တစ်မျိုးပေါ့လေဟွန်းသူတို့က cell တွေကိုပျက်စီးမှုကနေကာကွယ်ပေးတဲ့ antioxidant အနေနဲ့ရှိတယ် အဲနေဘူးတဲ့ထွက်တဲ့အခါခန္ဓာကိုယ်ထဲမှာ free radicals လို့ခေါ်တဲ့မတည်ငြိမ်တဲ့ molecule တွေထွက်လာပြီး cell တွေကိုတုတ်ခတ်ပေးနိုင်တယ်လေဟုတ်ကဲ့ဆိုတော့ဒီ flavor noise တွေကအဲ့ဒီ free radicals တွေကိုတိုက်ထုတ်ရှင်းလင်းပေးတဲ့နေရာမှာကူညီပေးပါတယ်အော်ဒါကြောင့်နေဘူးတွေကပြန်လာချင်း strawberry လို့အတီးတွေစားတာက တကယ်ကိုနီလန်းကောင်းတစ်ခုပါပဲအော်ဒီလိုကိုစိတ်ဝင်စားစရာပဲ နောက်ထပ်ရေးတဲ့နေရာထက်ဟိန္ဒီရဲ့ထက်မှာပန်းကော်ဖီလည်းပါတယ်လို့တွေ့ရတယ်နော်။သူ့မှာရေးတဲ့90%တော့ပါတယ်ဆို။ဟုတ်ပါတယ်။ပန်းကော်ဖီကပဲအရေးပါတဲ့အစားအစာတစ်ခုပါ။ရေးတဲ့များတဲ့အပြင်ဗီတာမင် C နဲ့ K ကောင်းကောင်းရနိုင်တယ်ခင်ဗျာ။ဟွးဗီတာမင် C ကကိုယ်ခံအားကိုအားကောင်းစေတယ်လို့နေလောင်တီဖြစ်စည်းပါတဲ့အသားရေးပြန်လည်ပြုပြင်ဖို့အတွက်လိုအပ်တဲ့ collagen collagen ထုတ်လို့မှမှလည်းအရေးပါတယ်။ဟုတ်ကဲ့။ဗီတာမင် K ကတော့အရေးကြမ်းမာရဲ့အတွက်အဓိကကြရတယ်ပေါ့လေ။ နောက်ပြီးတော့ပန်းကော်ဖီမှာပါတဲ့ drop down တွေကသွေးတွင်း cholesterol ကိုထိန်းချုပ်ပေးနိုင်တယ်လို့အဲကင်ဆာဖိနိုင်ခြေကို short ချပေးနိုင်တယ်လို့လေ့လာမှုတချို့ကဆိုပါတယ်။အင်းဒီအချက်လက်တွေအရဆိုရင်ညာနေစာပင်စင်တဲ့ကဒီလိုအသီးရွက်တွေကိုနည်းနည်းပိုထည့်လိုက်အောင်လေလी။ဟုတ်ကဲ့။ရေထဲဆုံးရှုံးမှုကိုဖြေရှင်းဖို့တော့နောင်နေ့အတွက်လန်းဆန်းတချွတ်အနေစီဖို့ပါများရှိအထောက်အကူဖြည့်စင်နိုင်တာဗော။အတိအကျပါပဲခင်ဗျ။ရေဓာတ်တိမကဘေးနဲ့ခန္ဓာကိုယ်ပြန်လဲအားပြည့်ဖို့လိုအပ်တဲ့ဗီတာမင်တွေ တက်တုတက်တိန်နဲ့ antioxidant တွေကိုပါတပါတည်းရရှိစေနိုင်တာပေါ့ဟုတ်ကဲ့ဒီနေ့အရေးမြစ်တွေကနေဆွေးနွေးခဲ့တာတွေကတကယ်ကိုလက်တွေ့အသုံးဝင်မဲ့အချက်တွေကြီးပါပဲอืมနေပူတဲ့ကပြန်လာလို့ပင်ပန်းနွမ်းနေနေချိန်မှာ ရေဓာတ်နဲ့အာဟာရပြန်လည်ဖြည့်တင်ဖို့သခွားသီးရုံနံဆလတ်ရွက် ခရိုင်ချင်သီးဖရဲသီးစတော်ဘယ်ရီနဲ့ဘန်းကော်ဘီလိုမျိုး ရေဓာတ်ကြွေဝတဲ့အစားအစာတွေက အများကြီးအကူအညီပေးနိုင်တယ်ဆိုတာသိလိုက်ရပါတယ်ဟုတ်ပါတယ်ဒါကြောင့်မလို့နေ့စဉ်ချက်ပြုတ်ပြင်းစီနေအခါမှာပေါ့နော်ဒီလိုရေဓာတ်နဲ့အာဟာရပြေဝတဲ့အတီးရွက်တွေကိုတုံ့ဆတာပဲဖြစ်ဖြစ်ဟင်းရေတဲ့ထက်ချက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အစာပြေအနေနဲ့ဒီအတိုင်းစားတာပဲဖြစ်ဖြစ်ပေါ့လေဟုတ်ကဲ့ကိုယ့်ရဲ့အစာတော်ပွန်ဆန်းထိခုဘလို့ထက်တွင်တွားရင်အကောင်းဆုံးဖြစ်မလဲဆိုတာလေးစဉ်းစားကြည့်စေချင်ပါတယ် ဒါကနောင်နေတာအတွက်လိုအပ်တဲ့လမ်းစမ်းတက်ကြွမှုကိုရရှိဖို့ရိုးရှင်းပြီးတော့တော်တော်လေးထိရောက်တဲ့နေလိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲနော်နောက်ထောင်တွေအတွက်စဉ်းစားစရာတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်